မထင်မထားရရလက်ကြောင့်အအားတင်သွားရကြောင်းပြောပြလာခဲ့တဲ့ထွန်းလွင်အားလုံးပဲမင်္ဂလာပါပရိသတ်ကြီးရှင်အခုဆိုရင်တော့ Miss World Myanmar 2025ပြိုင်ပွဲကြီးမှာဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့အလှမယ်လေးခီစာခင်ကတော့ပြိုင်ပွဲတွေအားလုံးထဲကမှ Miss World Myanmar 2025ပြိုင်ပွဲကြီးမှာ Winner Crown ကြီးကိုသိမ်းယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်အလှမယ်လေးခီစာခင်ကအခုလိုပြိုင်ပွဲကြီးမှာအောင်မြင်မှုတွေရရှိလာတဲ့အပေါ်မှာလည်း ထူရလွင်ကအရန်ကိုကျေနပ်နေပြီးသူ့အနေနဲ့အံအားသင့်ခဲ့ရတယ်လို့ဆိုပါတယ်။အခုဆိုရင်ထူရလွင်ကနောက်ထပ်အလှမယ့်အသက်လေးကိုမွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပြီးတော့အလှမယ့်လေးခီစာခင်လေးကအခုမှအသက်၁၈နှစ်သားရှိပါသေးတယ်ရှင်။ ပရိသတ်တွေကတော့ Miss World Myanmar 2025ပြိုင်ပွဲကြီးမှာ Winner Crown ကိုရရှိခဲ့တဲ့အလာမဲခီစားခင်လေးကိုတဲဆုငိမ့်လို့အောင်မြင်မှုတွေရရှိလာမလားဆိုပြီးတော့အဆောင်ကြည့်လို့နေကြပါတယ်။ထွန်းလင်ကတော့သူ့အနေနဲ့အလာမဲလေးခီစားခင်ကိုအကောင်းဆုံးကူညီပံ့ပိုးပေးသွားမှာဖြစ်ပြီးပရိသတ်တွေရဲ့အချက်တွေကိုရရှိလာမယ့်အလာမဲလေးတယောက်ဖြစ်လာအောင်လဲစုံမသွန်သင်ပေးသွားမယ်လို့ဆိုပါတယ်။ထွန်းလင်ကတော့အလာမေလီခီစာခင်ကိုလည်းချီကျူးစကားတွေထုတ်ပြောလာခဲ့ပါတယ်။ထွန်းလင်ကအလာမေလီခီစာခင်နဲ့ပတ်သက်ပြီးအခုလိုပဲပြောပြလာခဲ့ပါတယ်။ ထွေလွင်ကခီစာကတသေးလိုပဲငယ်ရွယ်ပြီးဖြက်လက်ပါတယ်ပြီးတော့သူကထက်မြက်တယ်အရင်နှစ်ကပြိုင်ပွဲဝင်ဟောင်းတယောက်နဲ့တူပါတယ်သူကတော့ပရိသတ်တွေချစ်တဲ့အလှမယ်လေးတယောက်ဖြစ်လာအောင်တွင်တင်ဆုံးမပေးရပါဦးမယ်ဒါပေမဲ့ကျွန်တော်မှကအချိန်လဲမရှိတော့ Miss World မြန်မာရဲ့အစီအကံအတိုင်းပဲလေ့ကျင့်ပေးသွားမှာပါသူလေးကအရေးချင်းရှိပါတယ်ကျွန်တော်ဘက်ကနေလည်းအကောင်းဆုံးလုပ်ပေးသွားမှာပါဆိုပြီးတော့ထွေလွင်ကပြောပြလာခဲ့တာဖြစ်ပါတယ်အခုဆိုရင်ထွေလွင်က Winner Crown ကြီးကိုပိုင်ဆိုင်လာပြီးဖြစ်တဲ့ခီစာခင်ကို Miss World မြန်မာကနေပထမဆုံးရွေးချယ်က အလားမဲ့တတိယအနေနဲ့မွေးထုတ်ပေးလိုက်ပြီးဖြစ်ပါတယ်။ Miss World မြန်မာ2025ပြိုင်ပွဲကြီးမှာအနိုင်ရရှိခဲ့တဲ့အလားမဲ့ကီစာကင်ကတော့အလားမဲ့၅လပိုင်းထဲမှာမြန်မာကိုစားပြု မစ္စတာယောက်အနေနဲ့အိန္ဒိယနိုင်ငံမှာသွားရောက်ပြီးတော့ရှင်ပြာရမှာဖြစ်ပါတယ်။အဲ့ဒီပေါ်မှာလဲထွန်းလွင်ကအပြေအဝဆပိုးပေးသွားမှာဖြစ်ပါတယ်။ထွန်းလွင်ကတော့အခုဆိုရင်သူ့ရဲ့ပွဲပေါ်မှာရောအကောင်းဆုံးကြိုးစားပေးနေပါပြီ။ Miss World Myanmar 2025ပြိုင်ပွဲကြီးမှာအနိုင်ရရှိခဲ့တဲ့အပေါ်မှာလဲအလှမယ်လီခီဇာခင်ကအခုလိုပဲပြိုင်သက်တွေကိုပြောပြထားပါတယ်။ခီဇာခင်ကဒီပွဲလေးမှာအများကြီးကြိုးစားပြနိုင်ခဲ့လို့ကိုကိုကိုဂုဏ်ယူမိပါတယ်။ ဆရာတွဲလွင်ကလည်းအများကြီးလေးကြင့်တင်ကြပေးခဲ့တယ်။နမဲကြီးစီနီယာမမတရားဖြစ်တဲ့ဤချောပုံနဲ့တူရဲလို့အပြောခံရတော့အဲ့ဒီပေါ်မှာကျေနပ်မိပါတယ်။ရှေ့ဆက်ပြီးတော့လည်းအကောင်းဆုံးကြိုးစားသွားမှာပါ။ဆရာတွဲလွင်ကိုလည်းတမိကျေးဇူးအရန်တင်နေဆိုပြီးတော့ပြောပြထားပါတယ်။အခုဆိုရင်ထွေးလွင်ကသူ့ရဲ့ပွဲအတွက်အကောင်းဆုံးစူးစမ်းနေတယ်လို့သူအနေနဲ့အရေးချင်းရှိပြီးထမ်းမြတ်တဲ့အလှမယ်လေးတွေကိုမေးထုတ်ပေးသွားမယ်လို့ဆိုပါတယ်။ ။ပြည်သက်တွေကတော့ထွန်းလွင်ရဲ့မြစ်စောမြမပွဲကြီးကိုအပြေဝအားပေးနေကြသလိုဝင်းနခရန်းကိုရရှိသွားတဲ့အလှမေလီကီဇာခင်ကိုလည်းအားပေးဝင်းရံပေးနေကြတာကွန်မန့်တွေမှာအမျိုးမျိုးရှိသားထားကဆူတောင်းပေးနေကြတာဖြစ်ပါတယ်။ထွန်းလွင်ကအခုဆိုရင်သူ့ရဲ့ပွဲတွေမှာရောအနုပညာလုပ်လေးတွေမှာပါအောင်မြင်မှုတွေကိုရရှိနေတာပါ။အခုလက်ရှိမှာလည်းထွန်းလွင်ကအသေးစုငိမ့်လို့အသက်18နှစ်သားရှိသေးတဲ့နောက်ထပ်အလှမေလီတယောက်ကိုမွေးထုတ်ပေးလိုက်ပြီလည်းဖြစ်ပါတယ်ရှင်။ Miss World မြန်မာ2025ပြိုင်ပွဲကြီးမှာအနိုင်ရရှိလာခဲ့တဲ့အလှမေလီကီဇာခင်ကနောက်ထပ်လည်းအ ောင်မြင်မှုတွေကိုရရှိလာမလားဆိုတာကိုပြည်သက်များအနေနဲ့ဆက်လက်ပြီးတော့ဆောင်ကြည့်သွားတော့မှာဖြစ်ပါရဲ့ရှင်။